ဒီကတော့ကျွန်တော်တာလို့ပြောအောင်နော်ကိုရီးယားလို့ဆိုတော့ဘာရာရှိဟတ်ချစ်လို့ခေါ်တာပေါ့ဒီဟာတွေကကျွန်တော်တို့ဟိုဘက်မှာဆိုတော့12လောင်းတာပေါ့ဗျာ12ကိုကျွန်တော်တို့12တနေကောမီတာ250တော့လောင်းလောင်းရတယ်ဗျာအခုကတော့လူနဲ့လောက်တာဆိုတော့လူ3ယောက်ပေါ့ဗျာစင်တရက်အလောင်းတရက်ဖြုတ်တရက်ဆိုတော့3ယောက်လောက်ချင်ပြရတယ်12လောင်းရင်ဗျာကျမလည်းတော့ပဲချင်ပြရမယ်လို့ကလူနဲ့လောက်တော့300လောက်ချင်ပြရတာဒါကကျွန်တော်ဆက်အားနဲ့လောက်အားနဲ့ ခွာချမှုပြတာပါเนาะ။ဒါမှသုံးယောက်နဲ့တရုတ်တရုတ်နဲ့တရုတ်တရုတ်နဲ့ပြတာပေါ့။သူတို့ကတရားတွေကိုခွာပြီးတော့ဒီပုံကြားတွေကိုခွာပြီးတော့ဒီလောက်ကဖိုက်တွေပါလေခမ်းလာပြီးတော့ဒါတွေခွာတာပါเนาะ။ပေါ်ရတဲ့နေရာလေးနဲ့တူစီဒီကွန်ကရစ်ကနေဂျိုးရေခွာပေါ့ဗျာ။ပေါ်လဲဒီမှာဆိုရင်ဒီဒါကျတော့ဘန်းချက်နဲ့ခွာတယ်။ဟောဒီဘန်းချက်တွေကိုဖြတ်ပြီးတော့အာတိုင်ရှင်းတော့ခွာရတာပေါ့ဒီနေရာကျွန်တော်တို့စူးစုံမတိုင်ခင်မှာလောရတဲ့လေလေးဖြစ်လာတယ်။ ပြင်ပြကျွန်တော်တို့လောင်းပြီးနေတာထွက်လာတာပေါ့ဒီဘက်မှာတစ်ဆင့်နှစ်ဆင့်ဒီဒါကို၂ဆင့်လောင်းတာတစ်ဆင့်နဲ့လောင်းလို့သူကဒွန်းနေပါတော့တစ်ဆင့်နဲ့လောင်းလို့မရဘူး၂ဆင့်လောင်းရတယ်ကျွန်တော်တို့ဆက်နဲ့လုံးတော့တော့တခါတည်းလောင်းပြီးတော့အဲ့ရတော့တော်တော်ထွေးကြတယ်ပြတခါတည်းလောင်းပြီးတခါတည်းခြောက်သွားတာဆိုတော့အဲ့ဆက်နဲ့တော့တော်တော်မရရပေါ့နော်ဆက်နဲ့ဆိုရင်လည်းလူ၃ယောက်လောက်ရတာပေါ့ဒီမှာဆိုရင်လည်း၃ယောက်လောက်ရတာပေါ့နော်ကျတော်ကလူမလို့သေးဘူးလားဆိုတော့ကျွန်တော်တို့ဒီမှာလုပ်ဘူးရဲ့လူတွေဆိုတော့သိမှာပါဗျာကျွန်တော်တို့ဒီနေထားက

လူမလို့သေးဘူးလားဆိုတော့ကျွန်တော်ဒီမဲ့လုပ်ဘူးရဲ့လူတွေဆိုတော့သိမှာပါဗျာကျွန်တော်တို့ဒီနေထားကကိုလုံးပြီးနေလိုင်းငုံတွေပါပြီးနေဆိုဒီဟာလေးပဲကြံပါဗျာဒါဟာလေးပဲကြံတော့အော်လူကဘယ်လိုလုံးမှဘယ်လိုမှထပ်ခေါ်လို့အဆင်မပြေတော့ဘူးပေါ့နော်အဲ့အကြောင်းမလို့ပါကျွန်တော်လည်းခုနောက်ပြီးတော့ဗျာဒီအောက်ကဟာလေးတော့ဒီကဏ္ဍလေးပဲရှိရောဗျာအဲ့အားလေးပဲရှိရောဆိုလူကတိတ်မလို့တော့ဘူးပေါ့နော်အဲ့အကြောင်းမလို့ကျွန်တော်ကလည်းခေါ်တော့ခေါ်ကြင်တော့ပေါ့နော်ပုံမြန်မာချင်းချင်းပဲဒါကတော့ကျွန်တော်ဆရာကြီးတွေဖြစ်ပါတယ် မြန်မာမြန်မာဆိုကြဆိုကြဒီတော့ယထာဝါကိစ္စကိုစင်ကာပူကယထာဝါကိစ္စကိုဒါစိတ်ဝင်စားနေတယ်ကြောက်ပဲဖြစ်ပါတယ်။ဒါရီတော့အာမေခက်လေးအာမေခက်လေးလက်စားတယ်ဗျာကျွန်တော်စိတ်ဝင်စားတာစင်ကာပူယထာဝါအတွဲကိုတော်တော်စိတ်ဝင်စားသွားတယ်။ဒီတကယ်ပဲဒီလိုလှုပ်တာပဲလားဒါမှမဟုတ်သူ့ကောင်မလေးကိုသူ့ကောင်မလေးကဒီဘိုက်ကိုရားတယ်ပြောလို့ကြီးကုတ်ပေးတာလားမသိဘူး။သူ့ရဲ့ထူးဆန်းသွားတယ်လူ လူတွေရှေ့မှာဒီလိုစိတ်မဖြစ်ဘူးဆိုတော့တော်တော်စိတ်နိုင်မလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ထင်လိုက်တာကတော့ဒါကိုတင်းလောက်တာတော့မဖြစ်နိုင်ဘူးပေါ့ဗျာဘိုက်တွေချက်တွေရားလို့ကုတ်ပြီးတာပဲဖြစ်နိုင်တယ်နောက်ပြီးတော့ဘာလို့ဆိုတော့အဲ့လိုရားကုတ်ပြီးတဲ့ချိန်မှာကောမလေးရပေါင်နေပါတော့ကိုကွာသွားဆိုတော့ရားလို့ကုတ်ပြီးတာပဲဖြစ်နိုင်ပါတယ်ဒါကတော့ကျွန်တော်တို့တို့ရောမြင်မဲ့ဖြစ်ပါတယ်ခင်ဗျားတို့ကဘယ်လိုမြင်တော့မှမသိဘူးပေါ့နော်ဗျာ